င်္ဂလာပါဒါတော့ဒါကျွန်တော် ML Institute မှာရှိရဲကျွန်တော်စာသင်ခန်းနေတဲ့ကဒါကျွန်တော်တို့တောင်ငူရုံးပေါ့ဒုတိယမြန်မာနိုင်ငံတော်ဂုံပြုပြီးမြဲခေါ်တာတဲ့တောင်ငူရုံးကိုလူချင်းတို့မိတ်ဆက်ပေးมาဖြစ်ပါတယ်ဒါကတော့တောင်ငူရုံးဖြစ်တယ်ဒါကကျွန်တော်တို့ ML သင်တန်းကျောင်းမှာစာသင်ခန်းမှာ၃ခုရှိတယ်ကလပ်ရှင်း၃ခုရှိတယ်တောင်ငူရုံးပကံရုံးနဲ့ကုန်းမောင်ရုံးဖြစ်တယ် ဲ့တော့ဒီတောင်ကုန်းတော့ကတော့ဒုတိယမြန်မာနိုင်ငံတော့ကျွန်တော်တို့မြန်မာရဲ့ nation brand အမြင့်ဆုံးကာလာကိုကျွန်တော်တို့ဂုံပြုပြီးတော့မဲ့ခေါ်ထားတာဖြစ်တယ်အထူးသဖြင့်ကျွန်တော်နဲ့လူချင်းမင်းတို့ကျွန်တော်တို့ angle တင်တန်းကြောင့်မှာလူတွေ့တင်တန်းနေလာတက်မယ်ဆိုရင်ဒီခန်းမာထဲမှာကျွန်တော်များသောအဖြစ်တင်တာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့အခုလာမယ်9လပိုင်း10ရက်17ရက်နေ့เนาะအခုလာမယ်စနေတနင်္ဂနွေမနက်7:00နာရီကနေညနေ6:00နာရီအထိကျွန်တော်တို့သင်ကြားမယ်စကားစွန့်ရည်သင်တန်း business presentations master class ကိုဒီခန်းမာထဲမှာလူချင်းတို့ကျွန်တော်နဲ့အတူသင်ကြားမှာဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့အပြင်လူတွေ့တင်တန်းက10ရက်17ရက် online တင်တန်းကတော့မနေ့ကဖွင့်ခဲ့တယ် online တင်တန်းတက်လို့မရတော့ဘူးเนาะပြည့်သွားပြီလူကပြည့်ုံနေမကောက်ရှန်သွားပြီအပြင်လူတွေ့တင်တန်းကတော့ကျွန်တော်၄နေရာလောက်ကျန်အောင်ပဲเนาะကျွန်တော်တို့ဆိုတော့ကြိုးအပ်ထားပါ၄နေရာလောက်ပဲကျန်တော့တယ်အဲကျွန်တော်တို့ကြည့်ကြည့်ပါကျွန်တော်ဒီတင်တန်းခန်းမအောင်ကြည့်ကြည့်လိုက်ကျွန်တော်ဟောဟောပြောပွဲနဲ့တင်တန်းနဲ့ကိုခွဲထားတယ်ဟောပြောပွဲဆိုလူငါးတထောင်နောက်လေးနဲ့ပြောရင်ပြောမယ်တင်တန်းကတော့လူအနည်းငယ်နဲ့ပဲကျွန်တော်တို့ကရင်းနှီးနှီးတွေ့ဆုံနိုင်အောင် limited ကျွန်တော်တင်ကြတာဖြစ်ပါတယ် ဲ့တော့စကားဆွင့်ဤတင်တန်းကအခု10ရက်17ရက်စမယ်အပြင်လူတွေတင်တန်း၄နေရာလောက်ကြောင်းမယ်တင်တန်းတက်ချင်နံပါတ်ဖုန်းနံပါတ်ကို comment မှာမြည်မယ်ကျွန်တော် message မှာရေးထားပေးကျွန်တော်အမိဆက်သွယ်ပေးမယ်ပုံမှန်တော့ discount ပေးတဲ့လူကြီးပြည့်သွားပြီဒါမဲ့အခု20% discount ဆက်ပေးထားပါတယ်လို့တင်ကောင်းပါလို့ပါတယ်အဲစကားဆွင့်ဤတင်တဲ့ကတော့ business presentations master class ဆိုဆိုရနေညီစကားဆွင့်ဤတွေကစီးပွားရေးနဲ့ဆိုင်တဲ့စကားဆွင့်ဤသုံးခုဖြစ်တယ်နံပါတ်1ကတော့အယောင်းဆိုင်ရာပြောဆိုမှုဆို online ရောအပြင်ရောရောင်းချမှုဘယ်လိုပြောဆိုကြမလဲ နံပါတ်2ကတော့ meeting အစည်းအဝေးတွေမှာပြောဆိုမှုလူချင်းမရဝန်တန်းဆိုရင်လူချင်းမရဲ့အစည်းအဝေးတွေမှာစကားပြောဆိုနိုင်စွမ်းလူချင်းမရအဖွဲ့အစည်းတွေနဲ့ဆက်ဆက်ပတ်သက်နေရတဲ့သူဆိုအစည်းအဝေးမှာစကားပြောဆိုနိုင်စွမ်းသည်လူချင်းမအောင်မြင်မှုနဲ့ဓာတ်ရိုက်အချိုးကျတယ်။နောက်တတိယတစ်ခုကတော့ public speaking ပေါ့လူမှုအကြောင်းဟောပြောမှုလူချင်းမရဘာလို့ပဲလို့လို့ဥဆောင်မှုအဆင့်ကိုမျှော်မှန်းထားတဲ့သူဆိုရင်လူမှုအကြောင်းဟောပြောနိုင်စွမ်းဟာ တင်ကြားထားဖို့လိုတယ်။နောက် media interview တွေကိုဘယ်လိုဖြေမလဲ။ဒီလေးခုကိုကျွန်တော်ရဲ့နှစ်ပေါင်းများစွာပရိသတ်ပေါင်းများစွာအကြောင်းအရာပေါင်းများစွာဟောပြောခဲ့တဲ့ထဲကအစီအစ်ထုတ်ပြီးတော့ဒီသင်တန်းမှာတင်ကြားကြမှာဖြစ်ပါတယ်။အဲ့တော့စကားဆိုတာကလူချင်းတို့စကားပြောနည်းအစငါတို့သင်တန်းတက်တက်ရမှာလားတချို့ကမေးကြတယ်။ကျွန်တော်ပြောတယ်ကားမောင်းတက်လားလို့မေးရင်เนาะကျွန်တော်တို့လူတိုင်းကားမောင်းတက်တယ်ပဲပြောမှာပဲ။ဒါပေမဲ့ရိုးကားမောင်းတာနဲ့ Formula 1မှာကားမောင်းတာတော့မတူဘူး။ စကားကလည်းဒီတိုင်းတော့လူတိုင်းပြောတတ်တယ်စွန့်ရည်တရက်နေနဲ့ပြောဖို့ဆိုတာတေးသေးချာချာစနစ်တကျလေ့ကျင့်သင်ကြားလေ့လာဖို့လိုအပ်တာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ဒါဒုတိယမြန်မာနိုင်ငံတော်ရဲ့ founder ဖြစ်တဲ့တီထောင်သူဖြစ်တဲ့စင်ကျူများရှင်ဘရင်တော်မင်းတရားကြီးရဲ့ပုံရိပ်ဖြစ်ပါတယ်အဲ့တော့ဒီခန်းထဲမှာတော့ကျွန်တော်တို့ကဒုတိယမြန်မာနိုင်ငံတော်ရဲ့အငွေ့အသက်တွေကိုလူချင်းမတို့အနေနဲ့သင်ယူလေ့လာကြရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင်ဒါက မင်းတရားတပင်ရွှေတီဒုတိယမြန်မာနိုင်ငံတော်ရဲ့ဒုတိယမြောက်မျိုးဆက်ဖြစ်တဲ့မင်းကြီးညိုရဲ့သားတော်ဖြစ်ပါတယ်။အဲ့တော့ဘုရင်တော်မင်းတရားကြီးဟာမင်းမျိုးမင်းွယ်မဟုတ်ဘူး။မင်းတရားရွှေတီတပင်ရွှေတီရဲ့ဖွားဘက်တော်သားဖြစ်တယ်။မင်းကြီးညိုရဲ့သားတော်တပင်ရွှေတီတပင်ရွှေတီရဲ့နောက်မှာဘုရင်တော်မင်းတရားကြီးဟာတောင်ရွှေနှမ်းမှာနန်းတက်တာဖြစ်တယ်။ဒါကတော့ကျွန်တော်တို့မင်းတရားရွှေတီရဲ့နာမည်ကျော်ရှင်မတော်ဖရားမှာနားထွင်မင်္ဂလာပြုနေတဲ့ပုံဖြစ်ပါတယ်။အဲ့တော့ဒီခန်းမှာမှာတော့လူချင်းမတို့ဟာကျွန်တော်နဲ့ တောင်ဝူအင်ပါယာရဲ့အငွေ့အသက်တွေနဲ့မြန်မာတွေရဲ့ nation brand အမြင့်ဆုံးကာလတောင်ဝူအင်ပါယာကိုပြန်လည်မြင်အောင်ပြီးတော့ကျွန်တော်နဲ့အတူလေးလာသင်ကြမှာဖြစ်ပါတယ်။အဲ့တော့လူချင်းတို့ခင်ဗျာဘယ်အလုပ်ကိုပဲလုပ်လို့ကျွန်တော်တို့အရေးကြီးဆုံးအချက်က value တန်ဖိုးထားမှုကအခြေခံတယ်။တန်ဖိုးကိုအခြေခံလိုက်ရင် profit ကလိုက်လာလိမ့်မယ်။ business မှာ profit က first မဟုတ်ဘူးတန်ဖိုးထားမှုက first ။ အထူးသဖြင့်အခုဆိုရင်ဒါကျွန်တော်တို့နိုင်ငံသားငွေလဲလှယ်မှုနှုန်းတွေမတည်ငြိမ်တာတွေဒါတွေရှိဈေးတွေကခဏခဏခုံလိုက်ပြန်လိုက်နေလားဒါပေမဲ့ကျွန်တော်တို့ရဲ့ဖောက်တယ်တွေအတွက်ကျွန်တော်တို့ inflation proof pricing ငွေကြေးဖောက်ပွားမှုကိုတတ်နိုင်တယ်လို့အာမခံပေးနိုင်တဲ့ဈေးနှုန်းသတ်မှတ်မှုတွေစောင့်နေနိုင်လားလူချင်းပင်လုပ်ငန်းဟာများစွာနာမည်ကုန်သတင်းကောင်းလာမှာဖြစ်တယ်အဲ့တော့အဲ့ဒါလိုပဲကျွန်တော်တို့ကလူတွေကိုကျွန်တော်တို့ရဲ့ story တွေပြောဆိုနိုင်မှကျွန်တော်တို့ကဘဝမှာအောင်မြင်မှုကိုတည်ဆောက်နိုင်မှာဖြစ်တယ်အဲ့တော့ story ဒီအလွန်အရေးကြီးတယ် လူတွေကိုကျွန်တော်တို့ရဲ့ story တွေပြောဆိုနိုင်စွမ်းနေလူကျွန်တော်ဘဝအောင်မြင်မှုနဲ့ဓာတ်ရိုက်အချို့ကြကျွန်တော်ရဲ့ပုံမြင်လင်းသားညွတ်ရဲ့ပုံမြင်လူတွေနားထောင်နေသွေးကျွန်တော်ရဲ့အောင်မြင်မှုတိဆောက်နိုင်မှာ Apple ရဲ့ပုံမြင်ကိုလူတွေနားထောင်နေသွေး Apple ရဲ့အောင်မြင်မှုတိဆောက်နိုင်မှာဖြစ်တယ်အဲ့တော့ပုံမြင်လို့ပြောတဲ့နေရာမှာပုံမြင်တွေမှာကဘာမှရှိတဲ့ပုံမြင်တိုင်းမှာ structure ရှိတယ်ပုံမြင်ရဲ့တိဆောက်ပုံကိုကျွန်တော်အခုလူချင်းမလို့ chicken စွာမျှဝေပြီးမှာဖြစ်ပါတယ်အဲ့တော့ထုံးစံအတိုင်းကျွန်တော်ဒီ season မှာလည်းလူချင်းတို့ကျွန်တော်စာအုပ်ငါးကိုလက်ဆောင်ပေးဦးမှာဖြစ်တယ် ျွန်တော်ရဲ့အမှုပညာမြောက်စွာ ဟောပြောခြင်းမြန်မာနီးမြမဟန်မားကတ်တင်းမြန်မာနီးမြမဟန်ဖြင့်အောင်မြင်ခြင်းနဝရက၉ပါးဘဝအောင်မြင်ဤနာမြနဲ့လူငယ်မန်နေဂျာလက်ဆွဲဖြစ်တဲ့ဒီစာအုပ်လက်ဆောင်ပေးတဲ့အစီအစဉ်မှာပါဝင်ခြင်းလူချင်းတို့ရဲ့ဒီကျွန်တော်ဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပြီးအဲ့ထက်က၅ဥကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့အတူအိမ်တန်းရာရောက်လူချင်းတို့ပို့ကပါမပေးရအောင်တယောက်ကိုတအုပ်လုံးနဲ့စာအုပ်လက်ဆောင်ပေးမှဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါ တော့ကမ္ဘာမှာရှိတဲ့ပုံမြင်တိုင်းမှာနံပါတ်1အချက်ပုံမြင်တိုင်းမှာ hero ရှိတယ် hero မပါတဲ့ပုံမြင်ဆိုတာမရှိဘူးလူတွေကတိတ်ပြီးတော့ hero တွေကိုတိတ်သဘောကျပုံမြင်တိုင်းမှာ hero ရှိတယ်ကြိုက်တဲ့ပုံမြင်ပြော hero ရှိအဲ့ဒီ hero တိုင်းမှာလည်းကျွန်တော်တို့ကဘာရှိလဲဆိုတော့ goal ရှိတယ် goal ဆိုတာသူတို့ဖြစ်ချင်တဲ့လုပ်ချင်တဲ့အရာပေါ့သူတို့ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ရှိတယ်အဲ့ဒီအမှတ်ချက်ကလည်းရှော့ရှော့ရှူဖြစ်မယ်ဆိုတော့ဗျာရှော့ရှော့ရှူဖြစ်မှာတော့ပုံမြင်ဆိုတာပဲဖြစ်လာမလဲ barrier ဆိုတဲ့အတားအဆီးရှိတယ်အဲ့ဒီအတားအဆီးဒီလူလဲဖြစ်နိုင်တဲ့အခြေအနေလဲဖြစ်နိုင်တ ဲ့ဒါကိုပါလဲ solution အဖြေရှာနိုင်ပုံပြင်ပြီးပြီပေါ့ဒါကြောင့် hero ရှိတယ်အဲ့ဒီ hero တိုင်းဒီတခုခုလှုပ်ရှင်မယ်အဲ့လှုပ်ရှင်တဲ့အရာဒီအများအားပုံပြင်တိုင်းမှာအတားအဆီးရှိအဲ့ဒါကိုဖြေရှင်းနိုင်ပါဖြစ်သွားပြီလေ solution ဒါပုံပြင် structure ပဲကြိုက်တဲ့ပုံပြင်ပြောကဘာမှကြိုက်တဲ့ပုံပြင်ပြောဥပမာ Cinderella ပုံပြင် hero ကဘာလို့လဲ Cinderella Cinderella ရဲ့ goal ကဘာလဲလင်းလို့ခြင်းတော့မလုပ်နဲ့နော် Cinderella ရဲ့ goal ကဘာလဲကာဝဲသွားခြင်းကာဝဲသွားခြင်းတဲ့အတွက် barriers ကဘာရှိမလဲသူ့ရဲ့ဒီ မီဒွေးရှိမယ်နောက်တစ်ခါကျွန်တော်တို့မပြည့်စုံမှုပေါ့သူ့မှာသွားဖို့အတွက်လှဲတို့ဘာလို့မရှိဘူးအဲ့ဒါကိုဘာလဲ solution အနေနဲ့သူ့ရဲ့ fairy mothers ကရွှေဖြုံလေးကိုကျွန်တော်တို့အဲလှဲဖြစ်အောင်ဖန်တီးပေးတဲ့ plan နဲ့တခါတည်းသူ့အဖြေရှာပေးတယ် Cinderella တော့ bonus အနေနဲ့ဘာလဲလင်ပါရသွားဟဲ့လားမင်းသားလေးနဲ့ရသွားအဲ့တော့ story မှာအရေးကြီးဆုံးအချက်ကဒီ hero ပဲလူချင်းမရဲ့ပုံရင်မှာ hero ကဘာလို့လဲကိုပြောတဲ့ပုံရင်မှာကိုက hero ဖြစ်နေတယ်ဘယ်တော့မှမအောင်မြင်ဘူးကျွန်တော်တို့ပရိသတ်ကိုဟောပြောတဲ့အခါပရိသတ်က hero ဖြစ်ရအောင် အကိုကုန်ပစ္စည်းကိုဝင်ဆောင်မှုအကြောင်းလဲလူတွေကို business presentation လုပ်မယ်ကို product ဘလောက်ကောင်းကောင်းကြီးပဲထိုင်ပြောလို့မရ product က hero မဟုတ်ဘူးလူချင်းပဲ product ကိုသုံးဆွဲတဲ့ user hero ဖြစ်ရဆိုပါဆိုကိုကအလှကုန်ရောက်မယ်ကိုချန်ပြောင်းစေးရောက်မယ် hero ကပါလဲကိုရဝချန်ပြောင်းစေးမဟုတ်ကိုဝချန်ပြောင်းစေးကိုသုံးမယ်ကောင်းပါလေအဲ့ကောင်းပါလေကတော့ hero ဖြစ်ရသူရဲ့ရည်ရွယ်ချက်ကပါလဲဝချန်ပြောင်းချင်တယ်အတားစီကပါလဲဝချန်နေသူခန့်ဒီမျက်နှာမှာပေါက်နေတယ်အဲ့ကပါလဲ solution ကျွန်တော်တို့ product ကိုသုံးလိုက်သူရဲ့ aim တ်တွေအမှန်ဖြစ်လာတယ် ကျွန်တော်တို့ကုန်ပစ္စည်းကျွန်တော်တို့ဝန်ဆောင်မှုတုံးတဲ့သူတွေကို hero ဖြစ်အောင်လူချင်းတို့ရဲ့ပုံမြင်တွေကိုပြောနိုင်ရင်အောင်မြင်မှုတည်ဆောက်နိုင်မှာဖြစ်ပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါတယ်ကျွန်တော်မျှဝေမှုကနေလူချင်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါ